အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ Manchester United ကအခု Aston Villa ကိုအငှားချထားတဲ့သူတို့ရဲ့တောင်ပန်ကစားမ Jadon Sancho ကိုရာသီကုန်မှမြင်ကိုမမြင်ချင်တော့ဘူးဒီသမားကလဆာအများကြီးဖြစ်တယ်စပြောင်းနေ2021ကနေလက်ရှိချိန်ဒီ United ကိုအမြဲတမ်းအခက်ခဲဖြစ်အောင်လုပ်နေသူတို့သူတို့ဘက်ကယူဆထားတယ်ဆိုတော့ Sancho နဲ့ United လမ်းကိုခွဲပြီဒါပေမဲ့ Jadon Sancho ရဲ့ အတေထားကိုကြည့်ပြီးသူရှိကဘာရနိုင်အောင်လဲသူနဲ့ပတ်သက်ပြီးဘာရနိုင်မလဲဆိုတဲ့အချက်ကိုတော့ဘုံဖွဲကစဉ်းစားတယ်ပြောချင်တာအပြာသူတို့83တန်းလောက်ပေးခဲ့ရတဲ့ကစားမတစ်ယောက်တည်းလွလွယ်ကူကူအလွတ်နဲ့ထွက်ခွင့်ပေးတာထက်သူရှိကတခုခုပြန်ရဖို့မျှော်လင့်ထားတဲ့ချိန်မှာ Manchester United ကဆန်ချိုကိုအာစူဗီလာတာဥနိုင်းအမေရိကအပိသက်မဝယ်ဘူးလို့ဆုံးဖြတ်ရင်သူတို့ကတခုခုစဉ်းစားမယ်အခုလောလောဆယ်မှာအာစူဗီလာကိုယာဗီကုန်တီသူတို့အငှားချတယ် ယာတီကုံမှာအဆူဗီလာကမဝယ်တော့ဘူးလို့ဆုံးဖြတ်ရင်အဲ့အတွက်ကြောင့်သူ့ကိုအလွတ်နဲ့ထွက်ခွာခွင့်ပေးမယ့် option တစ်ခုရယ်နောက်ထပ် option တစ်ခုရယ်စဉ်းစားထားတယ်ဒါဂျီဒန်ဆန်ချိုကအဆူဗီလာကိုရောက်ပြီးခဲ့ကကစားခွင့်မရရုံးကန်ရတယ်မိနစ်အနည်းငယ်သာပြသထားပြီးတော့ဗီလာကလည်းသူ့ကိုတက်တန်းထပ်တိုးဖို့ခက်တယ်အဲ့အတွက်ကြောင့်အခုလောလောဆယ်အနေထားရဒါလက်ရှိမှာမန်ယူနိုက်တက်ရဲ့တာဝန်ရှိသူတွေက ဂျီဒန်ဆန်ချိုကိုတကယ်လို့များဒါဘယ်လိုပြောမလဲအဆူဗီလာတတ်တမ်းမတိုးဘူးဆိုရင်သူတို့စောင်းရတီမှာပြန်ခေါ်လိုက်မယ်ခေါ်ပြီးတော့ဘရစ်ရှ်ဒေါ်မန်ကိုသူတို့ရောင်းလိုက်ပြီအဲ့ဒီတင်ကဒေါ်မန်ကသူ့ရဲ့အသင်းဟောင်းဖြစ်တယ်ပထမချိန်နဲ့သူ့ကိုအငားနဲ့ခေါ်ခဲ့ဘူးတဲ့အတွက်ကြောင့်စောင်းရတီမှာသူတို့ခေါ်ယူဖို့ဒါကန်လန်ပဲလိုက်မယ် ပြီးတော့မှနောက်ဆက်တွဲအနေနဲ့အာဆူပီလာအသေးမခေါ်ခြင်းနဲ့ဂျီနန်ဆန်ချိုကိုဒေါ်မန်ကိုပြန်ပို့ပြီးတဲ့အချိန်မှာဘူရီရှာဒေါ်မန်ရဲ့ဒီဂျာမနီတောင်မန်ကစားမှခီရင်အဒီယမီကိုပြန်အစားထိုးမယ်ပြောချင်တာကဗျာခီရင်အဒီယမီရဲ့ကွန်ထရက်က2029ခုထိရှိတယ်ဆန်ချိုက2026ခုရှိတယ်ဒါပေမဲ့ဆန်ချိုကိုယူနိုက်တက်ကတနစ်ထပ်တိုးခွင့်ရှိသေးတယ်တနစ်ထပ်တိုးခွင့်တိုးလိုက်လို့ရှင်သူ့ free မဖြစ်ဘူးဗျာ အဲ့ဒါဆိုရင် तू ကပြောချင်တာကဆန်ချိုကိုယော့ဒေါမန်မင်းယူလိုက်ခီရီအဒီယီမီကိုငါတို့ပေးဆိုတဲ့ပုံစံမျိုးကို United ကလုပ်ချင်တယ်အဲ့လိုမှဒေါမန်ကလက်မခံဆိုတော့ United ကစာချိုဖြတ်ပြီးတော့ဆန်ချိုကိုရာတီကိုမှ free ထွက်ခွင့်ပေးမှာဘာလို့ဆိုလစာ3သိန်းခွဲလောက်ဖြစ်လို့ဒီနေရာမှာ Manchester United ကသူတို့စဉ်းစားထားတဲ့နောက်တစ်ချက်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့သူတို့အခုလက်ရှိမှာစောင်းရတီမှာဒီ Victor Roque ဆိုတဲ့အရင် Barcelona လူငယ်တိုက်စင်မှုဟောက်တိုက်မှုကောင်းကိုသဘောကျနေဒီ chart တိတ်လေးက ဒါ Famires ကိုပြန်သွားတယ်အရင်တွင်းမြင့်တဲ့ performance ပြတယ် Barcelona အသင်းကသူ့ကိုရောင်းရငွေရဲ့90%ကျော်လို့ပိုင်ဆိုင်ထားသေးတယ်ဒါပေမဲ့ Barcelona ကိုရောက်လာတဲ့ချိန်ခြေစွမ်းမပြဘူးအဲ့ကနေမှဒီသူဘတ်တစ်ကိုရောက်သွားတယ်အခုလက်ရှိဖာမီရက်စ်ကိုရောက်နေတယ်ဆိုတော့ United ကအဲ့ချက်တိတ်လေးကိုတိုက်စစ်ပိုင်းတော့ရည်ရွယ်ပြီးတော့ plan B နေနဲ့သူတို့ထည့်သွင်းထားပြီးတော့ Sancho ကတော့ Dortmund ကိုပေး Kirin Adeyemi U မရဘူးဆိုရင်တော့သူတို့ Sancho ကိုအလွတ်နဲ့ထုတ်မယ်ဒါလိုတော့စေဒီနေရာမှာပြီးခဲ့တဲ့ရက်ပိုင်းက မန်ချက်စတာယူနိုက်တက်ကဂျွာကိုမတ်ကိုစိတ်ဝင်စားတယ်ဆိုတဲ့သတင်းလဲတက်ရောဟူဗာဟန်တန်ရဲ့ဘရစီကွင်းလေကစားမကယူနိုက်တက်ကိုပြောင်းရွှေ့ကစားခြင်းလဲဆိုပြီးပေါ်ပြလာတယ်ဆိုတော့ပေါ်ပြလာတဲ့ report ရဘာ report လဲဆိုတော့ဒါဒီလီမေးရဲ့ပေါ်ပြချက်ရမန်ချက်စတာယူနိုက်တက်ကနံပါတ်6 position အတွက်ဂျွာကူမတ်ကိုစိတ်ဝင်စားပြီးတော့ခေါ်ခြင်းနဲ့ယူနိုက်တက်ခေါ်ယူဖို့ကြိုးပမ်းလာတဲ့သဘောစိတ်ဝင်စားမှုကိုကစားမကလည်းသဘောကျတယ်။မန်ချက်စတာယူနိုက်တက်က ါအခုလက်ရှိမှာ drug covid နဲ့ပတ်သက်လို့သူတို့မှာနည်းနည်းလေးတခုပဲပြဿနာရှိတယ်အဲ့ဒါဘာလဲဆိုတော့လौခလာစာထက်ပြောင်းရွှေ့ကြီး move ကသူ့ကိုအနည်းဆုံး3 4 5 50 60တောင်းကောင်းတောင်းနိုင်တယ် man united ကကွင်းလယ်ရာတော့တီချာပေါက်ဖြည့်ချင်တယ်သူတို့ကပြအာတဝါတာတို့ဒါဒီတစ်ဖက်က carlos belibar တို့ နောက်တစ်ဖက်ကအာလီအန်ဒါဆန်တို့ပါနွေရာတီကိုပဲတာဂက်ထားတာဆိုတော့အခု loss ရမှာ Joao Gomez နောက် Wolf ကလည်းလူရောင်းတဲ့အသင်းလို့ထင်လို့ Joao Gomez က United သားတကယ်ခေါ်မယ်ဆိုသူပြောင်းဖို့ဆန္ဒရှိတယ်ဆိုတော့ Man United ကကြိုးပမ်းနိုင်ဖို့ရှိတယ်ဒါပေမဲ့ပြောင်းရွှေ့ခြင်းတသက်တသာရဖို့မျှော်လင့်ထားတယ် Wolf နဲ့လည်းကုညာပြောင်းရွှေ့ဖြစ်ခဲ့ဘူးတော့ United ကဆက်ဆံရေးကောင်းရှိတယ်ဆိုတော့အခု loss ရမှာ Sancho ကိစ္စကိုဖြေရှင်းရင် Kieran Adeyemi ရဲ့အခြေအနေကိုသူတို့လေ့လာရင် Joao Gomez ကိုပါ Manchester United ကသဘောချတဲ့အချိန်မှာကစားမကစိတ်ဝင်စားပြောင်းရွှေ့ခြင်းလို့ဖော်ပြထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်